ိုယ်နဲ့တော့ဝင်ရေးပြပါဆိုအမှတ်တရအနေနဲ့ရေးတာပြဿနာလိုချင်လို့ရေးတာလည်းမဟုတ်သလိုဟိုဒီလောကတွေကိုဝင်လာမှုတချို့ကကျတော့ဒီလောကတွေတရှင်းစားတဲ့လောကတွေကိုအကုန်ဝင်နေတယ်ပြီးတော့အလကားနေတိုက်ထိုက်နေတော့ဟဲ့မင်းတို့စကွက်ကိုငါမလုဘူးစိတ်လဲဝင်စားအောင်အဲ့ဒါလေးပြောချင်ပါတော့တချို့ကကျဒါကြီးကစကြက်ကြီးလေးဒီမှာသူတို့အတွက်မျက်ခင်းချင်တာလေအဲ့တော့အဲ့ဒါယူအကုန်ဝင်လာတော့အကွက်စိတ်ဝင်စားပါဘူးလို့ပြောချင်ပါတယ်တချို့ကကျတော့ဒီစကြက်ကြီးကိုသူတို့ရဲ့နေရာယူတခြားလာစားပါဆိုလလာပြီးဟောင်းနေကြတော့အကွက်အဲ့ဒါမျိုးစိတ်ဝင်စားပါဘူးလို့အကွက်ခေတာပဲတီးချင်တာပါအဲ့ဒါလေးပြောပြမှု My king ကိုကလည်းတချင်းရေးရဲဆိုတာချစ်ကလည်းအကိုတချင်းရေးတော့ရည်စရာနေပြောပြတာပါကိုကလည်းတချင်းရေးတတ်လို့လားဟောပြောတော့အကိုကဂီတာတီးရဲ့တတန်အနှစ်30 35နှစ်မှာအတွေ့အလာဆုံးကတချင်းစရာနေပဲလေအကိုကတချင်းတစ်လို့တိုင်းတချင်းစရာနေအရင်လောက်ပြီး arrangement လုပ်တဲ့ခါအကုန်အကုန်သိတယ်ပြီးအကိုစာတွေဖတ်တယ်ဖတ်တဲ့ခါကျအကိုမရေးချင်ဘူးတချင်းရေးတဲ့လို့မလုပ်ချင်ဘူးဘာကြောင့်လဲဆိုတော့အကိုဂီတာပဲလွတ်လွတ်ထီးချင်တာဒါပေမဲ့ဒီ company pension ကအကိုတငယ်ချင်းရဲ့တူဖြစ်နေတဲ့ခါကျသူတို့ကဒီလိုအခက်အခဲပြေလို့ ုယ်နဲ့တော့ဝင်ရေးပြပါဆိုအမှတ်တရအနေနဲ့ရေးတာပြဿနာလိုချင်လို့ရေးတာလည်းမဟုတ်သလိုဟိုဒီလောကတွေကိုဝင်လာမှုတချို့ကကျတော့ဒီလောကတွေတရှင်းစားတဲ့လောကတွေကိုအကုန်ဝင်နေတယ်ပြီးတော့အလကားနေတိုက်ခိုက်နေတော့ဟဲ့မင်းတို့စကွက်ကိုငါမလုဘူးစိတ်လဲဝင်စားအောင်အဲ့ဒါလေးပြောချင်ပါတော့တချို့ကကျဒါကြီးကစကြက်ကြီးလေးဒီမှာသူတို့အတွက်မျက်ခင်းချင်တာလေအဲ့တော့အဲ့ဒါယူအကုန်ဝင်လာတော့အကွက်စိတ်ဝင်စားပါဘူးလို့ပြောချင်ပါတော့တချို့ကကျတော့ဒီစကြက်ကြီးကိုသူတို့ရဲ့နေရာကြီးတခြားလာစားအောင်ဆိုလာပြီးဟောင်းနေကြတော့ အကူအဲ့ဒါမျိုးစိတ်ဝင်စားပါဘူးလို့နော်အကူကဂီတာပဲတီးချင်တာပါအဲ့ဒါလည်းပြောပြအောင်လို့အဲ့ဒါနားလဲဟုတ်လွဲပြီးတော့တင်းစရာလောက်ကလည်းဝင်လာပြီးကျောင်းတော်တော်နဲ့ရှောက်ရေးအကူအဲ့ဒါကြီးစိတ်ဝင်စားပါဘူးနော်အချင်းရေးချင်လို့လည်းမဟုတ်ဘူးတခုတော့ရှိတယ်ရေးတာရှိရင်နားအောင်ကြည့်လိုက်ပါအကူကတချင်းစရာတောက်နေတယ်အကောင်းဆုံးလုပ်ထားပါတယ်ကိုရေးတဲ့တချင်းဒီနားအောင်ကြည့်လိုက်ပါနိုင်စော်ဆွဲဆိုင်းထိုးလောက်အောင်အကောင်းဆုံးလုပ်ထားတယ်တော်ပြီဒီကလေးဒီလေကိုနိုင်စော်နဲ့ဆိုတဲ့အတွက် professional အဆိုတော့တောက်အတိုင်းထွက်နေတယ်ဆိုတာလေတတိထားမင်းကျေးဇူးတင်ပါတယ်မာရင်နေလေအမမမြင်နိုင်ခဲ့ ချစ်တခုရဲ့ကဘဝကိုရင်ကအကွာရင်းစကားရဲ့တင်းဆောင်ပေါ့နော်စက်ဝင်တင်းကိုအကူထီးတာပါပြီးတော့ဒီ music ကိုလည်းဂီတာမူဖြစ်အကူကတင်းဆောင်ကိုပုံစံနှမျိုးနဲ့ဟိုတချင်းရေးတယ်ပေါ့နော်ရေးပြီးတော့ music arrangement လုပ်တယ်ဒီကလေးကအကူရဲ့ဒီတသားလို့ပေါ့နော်တသားရဲ့တငယ်ချင်းမှာသူကလမ်းလေပြီးဆိုတော့သူကလည်းဒီနေ့မှသူကဆယ်တန်းအောင်တဲ့ကလေးသူကအဆိုတော်လေးအဆိုတော်လေးဆိုတော့သူအဆိုအရန်ကောင်းတယ် ကောင်းတော့သူတို့ဘက်ကရုပ်ရှင်ကုမ္ပဏီဘက်ကအခုတိရသရှင်ကိုစုပေးဖို့လူငယ်နုပညာရှင်တယောက်ကိုတောင်းဝန်ယူပေးပါလို့ပြောလို့အခုကနောက်ထပ်နာခဲ့အတွက်တယ်လန့်ရှိမဲ့ညနေတဲ့နုပညာရှင်အစိုးရတယောက်ကိုအခုဝေးထုတ်တဲ့အနေနဲ့ဒီကလေးကိုအခုစုခိုင်းတာပါသူ့အတန်ကိုလည်းကုမ္ပဏီကကြိုက်တဲ့အတွက်ဒီနေ့ဒီရုပ်ရှင်ဖွင့်ပွဲမှာပေါ့နော်မိတ်ဆက်ပွဲမှာသူ့ကိုစုပေးပါဆိုပြီးတော့ဖိတ်လို့အခုကကမ္ဘာကနာလုပ်ပြီးသူနဲ့အခုလာတက်တာပါအခုတိရသရှင်မှာ ဟုတ်ကဲ့။ဒါဦးလိုက်ဆိုတော့ကျွန်တော်နဲ့ကဒါဟိုငယ်လေးတည်းအတိရပါဘောကျွန်တော်တငယ်ချင်းအဖေဆိုတာလေ။ကျွန်တော်တည်ပြီးသားအာကျွန်တော်ဟိုအဲဒီအချင်းလေးကိုပါဝင်ပြီးတော့ဆိုဖို့တော့ပြောရတော့လဲကျွန်တော်ကျေးဇူးပြလိုက်တယ်ပါခင်ဗျာ။ဆုံးရှုံးမှုများငါ့ဘဝအတွက်မဆန် talent ကိုတော့အကိုအာမခံတယ်။သူ့ရဲ့အမှုပညာရည်သွေးလည်းအာမခံတယ်။သူ့ရဲ့လိမ္မာရေးကြရှိမှုလည်းအကိုအာမခံတယ်။အခုပဲရှိတာက clay ဆိုတာဟိုမြောက်စားရင်စိတ်ပြောင်းသွားတယ်ပေါ့နော်။အရင်တော့ကိုရိုနာသိတဲ့အရန်ငယ်တဲ့ clay တွေလိမ္မာ clay တွေကခုကျောင်း Facebook ပေါ်မှာဆက်ကြဆိုကြတယ်အခုအများကြီးတွေ့ရတာကြာအမှုပညာမှာအောင်မြင်မှုကလည်းအများကြီးပြောင်းသွားတတ်တယ်လို့မြောက်စားမှုကလည်းအများကြီးပြောင်းလဲသွားတဲ့အတွက်ဒီ clay ကိုတော့ကိုအမြင်နဲ့သင်ပေးပါတယ်။အောင်မြင်မှုနောက်လိုက်ချင်လိုက်။ရိုင်းဆိုင်မှုနောက်မလိုက်ဘူးတော့အခု။ သူတွေမကောက်ဘူးအမှုရသမားကိုပြောချင်ပါတယ်အောင်မြင်တာနဲ့ရိုင်းတာနဲ့မဆိုင်ပါဘူးအောင်မြင်တိုင်းမရိုင်းပါဘူးတားကိုတားတယ်မကောက်ဘူးနောက်လည်းအမှုပြန်ရှင်တွေလည်းအခုမာဂျင်နာကအောင်မြင်သွားတာနဲ့ရိုင်းဆိုင်သွားမယ်ဆိုတော့နှစ်ခုကမတူပါဘူးညီမရဲ့ပြောချင်တာကအခုနပြောသလိုခင်မိတယ်ဆိုတာခင်မိပါတယ်အခုလိုလည်းခင်မိတယ်တော်ပါစိုးတာတော့ရိုင်းတာတော့ခင်မိတယ်ဆိုရင်တော့ तू ခင်မိပြီဘွာ तू က80 plus ခင်မိတာလေတဲ့မလားအကိုပြောအကိုကလူတိုင်းကိုပြုတ်ပြင်ပြောင်းလဲရေအကိုမြန်ပြောနေလူလေတဲ့မလား ကြိုက်တာလုပ်လို့ရတယ်လူတယောက်ကစိုးလို့လည်းရသွားလို့လည်းရတယ်အခုပြောရတာ80 plus ကြိုက်တဲ့လူက80 plus ပဲသွားမှာပဲရိုးရိုးဟိုဟို PG 30လို့ပေါ့ကြည့်တယ်လူက30ပဲသွားပါမယ်လေအခုပြောရတာလူတယောက်ကသူ့ရဲ့ပီကိုပီစာကိုအခုတော့တုံတင်လို့မရအောင်နောက်ပြီးတော့အရန်ချုပ်လို့ရှိတယ်ကလေးကပောက်ပွဲသွားတယ်ပြောချင်တယ်ဆိုအဲ့တော့ဘယ်ရောက်မလုံနဲ့လို့ပြောမယ်နဲ့သူ့ရဲ့စင်ကျင်တော်ကနေလှုပ်တယ်လို့သူ့ကိုမြောက်ပေးရင်လေဟာငါနဲ့လည်းအောင်မြင်လာပြီငါ့ကိုဘေးကလူတွေဝိုင်းမြောက်ပေးဆိုအဲ့ဒါကိုမြောက်သွားတာဟာပြောဖြစ်တတ်တယ်လေအဲ့တော့ကလေးလေးနေနဲ့အခုပြောချင်တာအောင်မြင်မှုပဲယူပါ မြောက်တာတွေဘေးကမြောက်တာတွေတော့သိဖို့ခွဲခြားဆုံးဖြတ်ဖို့မိုင်းလိုတာပေါ့နော်အဲ့လိုမိုင်းမရှိတဲ့လူတော်များများလည်းအကိုတွေ့ဘူးလားစာမဖတ်ဘူးအကိုတို့အမှုပြန်လောကမှာအကိုအကုန်လုံးကိုလည်းစကားနှခုံးသုံးခုံးပြောကြည့်လိုက်ရင်အဲ့ကောင်စာဖတ်လားမဖတ်လားအကိုသိတယ်အောင်မြင်မှုနဲ့စာဖတ်မှုနဲ့ဘာမှမဆိုင်ဘူးတက်မှာစာဆိုတော့ပညာပေါ့ကွာကျွန်တော်အောင်မြင်ဝင်ပညာသာတက်သွားတာအဲ့လိုအတွေးကောင်မရှိဘူးလေမသားဆိုင်တယ်ပေါ့ဟုတ်စင်ရင်ကျွန်တော်လည်းစင်ရင်ရပေါ့အကုန်လုံးစင်ရင်နောက်မှစင်ရင်ကြဆိုးရတယ်ဖြစ်နေမှာ